ားလုံးပဲမင်္ဂလာပါ Scary Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့6ချားဘွေရအင်ဝူကြီးကမျက်နာမဲ့တရေများဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်အကြောင်းအလေးမစတင်ခင်မှာကျွန်တော်တို့ Channel ကို Subscribe လုပ်ရသေးရင်လုပ်သွားပြီးအသစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီပါလို့မြတ်တရရခင်ကျင်ပါတယ်ဟုတ်ကဲ့အကြောင်းအလေးကိုစတင်လိုက်အောင်အိမ်ရောက်ထက်ကနေပြီးတော့တကြွကြွမိသားများထွက်ပေါ်လာပါတယ်ချမ်းသာပြီးတော့ဒီအိမ်ကြီးရဲ့ပိုင်ရှင်ဖြစ်ကြတဲ့ လူရှင်နဲ့စောတူတူတို့နှစ်ယောက်ကအတန်များကြောင့်ညသကောင်မှာအပြင်ကိုထွက်ပြီးကြီးကြပါတယ်။မျက်နာကိုလုံးကျုံစွာဖုံးထားတဲ့ဝတ်စုံကိုဝတ်ဆင်ထားတဲ့လူတစ်ယောက်ကသူ့လိုချင်တဲ့ပစ္စည်းတွေ၊ရွှေတွေ၊ငွေတွေ၊ရန်နာတွေကိုရှာဖွေနေသည်ကို တွေ့လိုက်ရပါတယ်။အဲ့ဒါနဲ့အဲ့ဒီလူကတခိုးဖြစ်ကြောင်သိကြသွားပါတော့တယ်။တခိုးကအေးအေးဆေးဆေးခိုးယူနေတဲ့အချိန်မှာပဲအကိုဖြစ်သူလူရှိကဒေါသတကြီးနဲ့ပြောလိုက်ပါတယ်။ဟဲ့အောင်တခိုးကောင်မင်းကပစ္စည်းပဲခိုးစားရုံပဲခိုးစားတတ်တာလား။ အလုတ်လုံစားတော့ဘူးလားအနောက်ဘက်ကနေအတန်ချားတဲ့ခါမှာတော့တခိုးကအနှင်းငယ်အံ့အားတင်သွားပါလေဒါပေမဲ့သူက နောက်ကိုလှည့်မကြည့်ပဲမကြောက်ရွံ့တဲ့ပုံစံနဲ့ဆက်လက်ပြီးတော့လှုပ်ဆောင်နေပါလေဒါအပြင်သူကအဲ့လိုပြောခံရတဲ့အတွက်ဒေါသထွက်နေပါလေမင်းဆောက်စကားမများနဲ့မင်းကတထဲအိမ်တို့အိမ်ဆောင်လုပ်ပေးနေရတဲ့လူမလားဒီပစ္စည်းတွေကမင်းပစ္စည်းမဟုတ်ဘူးတိတ်တိတ်နေလိုက်အဲ့ဒီအချိန်မှာတော့လူရှေကဒေါသထွက်သွားပြီးတော့ဘာကွာငါကအိမ်ဆောင်မဟုတ်ဘူးအိမ်ပိုင်ရှင်ကွာမင်းကိုငါအခုခွင့်ရေးပေးမယ် အခုချက်ချင်းပစ္စည်းတွေကိုသူ့နေရာသူပြန်ထားပြီးတော့မင်းထွက်သွားလိုက်တော့တခိုးကလည်းဒေါသထွက်သွားပြီးတော့ငါခိုးပြီးပြီဘာမှပြန်ပေးမှာမဟုတ်ဘူးတခိုးကရဲ့အတန်ကမာနေပေမဲ့လူရှင်နဲ့စောတူတူကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့သူတုံ့လှုပ်သွားပါတယ်ဘာလို့လဲဆိုတော့လူရှင်နဲ့စောတူတူနှစ်ယောက်ကမျက်နာမှာဘာမှမရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်သူတို့ကတာမန်လူများကဲ့သို့စပင်များရှိပေမဲ့မျက်လုံးတွေနှာခေါင်းတွေပါးစပ်တွေမရှိပါဘူးတနည်းအားဖြင့်ပြောရရင်တော့ သူတို့ကမျက်နာပဲတရေများဖြစ်နေပါတော့တယ်အဲ့ဒီမျက်နာများမှာဗဇတ်များမရှိပေမဲ့သူ့ကိုပြုံပြရန်စူးစမ်းနေတရတော့ထင်ရှားနေပါတယ်လူတွေကိုမကြောက်တဲ့တခိုးကတော့သူ့ရှေ့မှာမြင်နေရတဲ့ထူးဆန်းတဲ့လူနှစ်ယောက်ကိုတွေ့ရတဲ့ခါမှာတော့အလွန်ထိတ်လန့်သွားပါတယ်ဟာဒါပါလေတခိုးကလန့်ပြီးတော့နောက်ကိုပါလန်ကျသွားပါတော့တယ်ငါလာစုံစမ်းတော့ကမင်းတို့ကမျက်နာမရှိတဲ့ရုပ်ထုတွေမဟုတ်ဘူးလားငါကအိမ်ပိုင်ရှင်မလို့ပြောပြီးပြီလေအခုမင်းယုံပြီလား ငါရဲ့တည်သွားတဲ့ဝိညာဉ်ကအဲ့ဒီရုပ်ထုထဲမှာဝင်နေပြီတခိုးငယ်ဟာထူးဆန်းတဲ့တရေမျိုးကိုတခါမှမတွေ့ဘူးလားကြောင့်ဘာလို့ရမှမသိဘဲနဲ့ကြောက်လန့်တုန်လှုပ်သွားပြီးအသက်လူပြီးထွက်ပြေးပါတော့လေပြေးရင်လည်းခလုတ်တိုက်ပြီးတော့တထေးရဲ့အင်ရှိမှရှိတယ်ကျမ်းပြင်းနဲ့ခေါင်းနဲ့ဆောင်ပြီးသတိလစ်သွားပါတော့လေပြန်သတိရလာတဲ့ခါမှာတော့ခေါင်းကိုကန်ကြည့်လိုက်တဲ့ခါမှာသွေးထွက်နေသည်ကိုတွေ့ရှိလိုက်ရပါတယ်ကျမ်းပြင်းနဲ့ခေါင်းနဲ့ဆောင်ပြီးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒါပေမဲ့လည်းအဲ့ဒီနာကျင်မှုကအခုချိန်မှာခံစားနေရတဲ့ကြောက်ရွံ့မှုနဲ့ရှင်ရင် ော်တော်လေးကိုမရှင်းနိုင်သေးပါဘူးအဲ့ဒါနဲ့တထေးအိမ်ဘက်ကိုဝေ့ကြည့်လိုက်တဲ့အခါမှာတော့မှောင်မှိုက်ပြီးတော့တိတ်ဆိတ်နေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲရုတ်တရက်တထေးအိမ်တွေကနေရဲသံများကိုကြားလိုက်ရတဲ့အတွက်ကြောင့်သူကဆက်လက်ပြီးမနေရတော့ပဲထွက်ပြေးခဲ့ရပါတော့တယ်ရွာစုံမှာတရှိတယ်ဖုန်ကြီးကျောင်းကိုရောက်တဲ့အထိသူဆက်ပြေးခဲ့ပါတယ်ဖုန်ကြီးကျောင်းနေမိတဲ့ကိုဝင်ရင်တော့တရေများကြောက်လန့်လိမ့်မယ်လို့သူထင်ခဲ့ပေမဲ့သူထင်တယ်လို့တော့ဖြစ်မလာပါဘူးသူထွက်ပြေးနေစင်မှာပဲမျက်နာမဲ့တရေနှစ်ကောင်ရဲ့ ခန္ဓာကိုယ်နဲ့တိုက်မိသွားပါတော့တယ်သူတို့ကသူ့ကိုဖုန်ကြီးရောင်းထဲမှာကျုပ်ပြီးတော့စောင့်နေတာပါဘယ်ကိုပြေးမလို့လဲလူငယ်လေးဘာမင်းတို့တရေတွေကဖုန်ကြီးရောင်းထဲမှာသာသနာနေမြေမှာမကြောက်ဘူးလားငါတို့ကဘသူ့ကိုမှမထိခိုက်စေချင်တဲ့တရေတွေပါငါတို့ကဘာလို့ဖះရကိုကြောက်ရမှာလဲတခိုးကအချိန်ဒီမကောင်းတာကိုတီးတဲ့အတွက်ကြောင့်ဒီတရေတွေထွက်ပြေးစီရန်အတွက်ဂါထာများကိုရုတ်ဖက်ရန်စူးစမ်းပေမဲ့စိတ်မတည်ငြိမ်တဲ့အတွက်ကြောင့်ဂါထာများမှားယွင်းကုန်ပါတယ် တရေနှကောင်ကသူ့ကိုကြည့်ပြီးလောင်ပြောင်ပြီးတော့ရေမုန်းနေကြပါလေသူတို့ကထွက်ပြေးမဲ့လက္ခဏာမရှိပါဘူးဘာဘာလို့တရေတွေကဂါထာကိုမကြောက်ကြရလဲအဲ့ချိန်မှာလူရှေကတော့ထပြီးပြောလိုက်ပါလေငါပြောပြီးသားပဲငါတို့ကလူကောင်းတရေတွေငါတို့ကဖျားကိုကြောက်တယ်ဒါမှမဟုတ်ရင်ဂါထာတွေကိုကြောက်တယ်ဆိုရင်ငါတို့ကကောင်းတဲ့တရေမဟုတ်တော့ပဲဖြစ်သွားမှာပေါ့ပြီးတော့မင်းလိုစိတ်ဓာတ်ယုံညံ့တဲ့တကူကမြင့်မြတ်တဲ့ဂါထာတော်တွေကိုရုပ်ဖို့စူးစမ်းနေတာစိတ်ကလည်းတည်ငြိမ်မှုမရှိဘူးအဲ့တော့အကျိုးတက်ရောက်မှုရှိမှာမဟုတ်ဘူး မျက်နာမဲ့တရေနှစ်ကောင်ကတခိုးကိုလှောင်ပြောင်ပြီးတော့ပြောဆိုနေကြပါလေ။အဲဒါကြောင့်တခိုးကဘယ်ကိုကြည့်ပြီးတော့ဘယ်ကိုပြေးရမှန်းတော့မသိတော့ပါဘူး။မှောင်မိုက်မှုနဲ့တရေများရဲ့ရေတန်းသာကြားနေရပါတော့တယ်။နောက်မှာတော့မျက်နာမဲ့တရေများသာမကဖုန်ကြီးကြောင်ဝင်းတွင်းမှာရှိကြတယ်။တခြားတရေများကလည်းရေတန်းများစပြီးတော့ပေးလာပါတော့တယ်။ငါ့ကိုဘာမှမလုပ်ပါနဲ့။ငါကြောက်ပါပြီ။ငါတို့တရေတွေကတော့ဘာမှမလုပ်ပါဘူး။ဒါပေမဲ့ကန်ချပါကတော့မသေးကြဘူး။ မျက်နှာမဲ့တရေများကကြေလောင်စွာရေမောကြပါလေ။အဲ့ဒီရေတံကြောင့်တခိုးကစိတ်ရှုပ်ထွေးသွားပါလေ။ပြီးတော့နားနှစ်ဖက်ကိုလက်နဲ့ပိတ်ပြီးတော့ကျမ်းမြင်ပေါ်ကိုထိုင်ချလိုက်ပါလေ။မကြားချင်ပေမဲ့တရေများရဲ့ရေတံကတော့သူ့နားထဲမှာဝင်နေတုံးပါပဲ။နောက်ဆုံးမှာတော့သူကခေါင်းကိုက်ပြီးမူးဝေလာပြီးတော့နောက်တစ်ချိန်သတိလစ်သွားပါလေ။နောက်တစ်နေ့မနေ့အစောပိုင်းမှာတော့တခိုးကအေးစိတ်မှုအလယ်မှာသတိရလာပါလေ။သတိပြောင်းလာတဲ့အခါမှာဒီနေရာကညာကသူ့ထွက်ပြေးလာတဲ့ဖုန်ကြီးကြောင်ဖြစ်ကြောင်းကိုသိလိုက်ရပါလေ။ အဲ့ဒါကြောင့်တကယ်လို့ဘုံကြီးเจ้าကိုလူများလာတာကိုတွေ့ရင်ထွက်ပြေးရန်ခက်ခဲမိကိုစိုးတဲ့အတွက်ကြောင့်ဘုံကြီးများရဲ့เจ้าဆောင်တွေကိုအလျင်အမြန်ပြေးဝင်ပြီးသင်္ကန်းနဲ့တပိတ်ကိုရှာဖွေပြီးဝတ်ဆင်လိုက်ပါတယ်။အဲ့ဒီနောက်စွန်းခံရန်ကြွတဲ့ဘုံကြီးတစ်ပါးကဲ့သို့ဟန်ဆောင်ပြီးတော့ဒီရွာကနေအမြန်ဆုံးထွက်ပြေးရန်ကြိုးစားပါတယ်။ဘုံကြီးတွင်ယူထားတဲ့တခိုးကချမ်းသာတဲ့အထေးလူရှိနဲ့စောတူတူစွန့်ပစ်ထားတဲ့အင်ကြီးကိုဖြတ်သွားတဲ့အခါမှာတော့ခေါင်းကိုငုံပြီးတော့အမြန်ဆုံးဖြတ်သွားရန်ကြိုးစားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့သူကအလွန်ကြောက်ရွံ့နေလို့ပါအဲ့ဒီချိန်မှာပဲအိမ်ထဲကနေအတန်တစ်ခုကြားလိုက်ရပါတယ်အရှင်ဖေကရက်တော်မူပါအောင်ဖုန်ကြီးတွင်ယူထားတယ်တခိုးကရုတ်တရက်ရက်တန်သွားပါလေသူ့ကိုတစုံတစ်ယောက်ကထိန်းချုပ်ထားသလိုထင်နေရပါတယ်အရှင်ဖေကတပိတ်ဖုန်းကိုဖွင့်ပေးပါတပိတ်တော့ဆွလောင်းပါမယ်တခိုးကတောင့်တင်းနေပြီးဘာလို့ရမှန်းမသိတော့ပါဘူးဖြည်းဖြည်းချင်းတပိတ်ဖုန်းကိုဖွင့်လိုက်ပါတယ်တပည့်တော်ဒီဆွမ်းလောင်းတဲ့ကောင်းမှုကုသိုလ်ကိုအရှင်ဖျားကိုအမြတ်ပေးဝေပါမယ် မျက်နှာမဲ့တရေကရေမောလိုက်ပြီးသူ့ရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားပါတော့တယ်။တခိုးကလည်းသတိပြန်ဝင်လာပြီးစိတ်တည်ငြိမ်လာတဲ့အခါမှာတော့တပိတ်အဖုံးကိုပိတ်ရန်ကြိုးစားပါတယ်။ဒါပေမဲ့တပိတ်အဖုံးကနေတဆင့်သူ့ရဲ့မျက်နှာကို မြင်လိုက်ရပါတယ်။သူ့ရဲ့မျက်နှာကကြက်ဥကဲ့သို့ပြောင်းလဲနေပြီးမျက်နှာမှာမျက်လုံး၊နှာခေါင်း၊ပါးစပ်ဘာမှမရှိတော့ဘဲနဲ့ပြောင်းချောကြီးဖြစ်နေပါတော့တယ်။အဲ့ဒါနဲ့သူကအလွန်အားတင်သွားပြီးတပိတ်ကိုလွတ်ကျသွားပါတော့တယ်။အဲ့ဒီတပိတ်ကတထင်းရဲ့အိမ်ထဲသို့လိမ့်ဝင်သွားပြီး ညကလေးကတေဆုံးနေတဲ့သူ့ရဲ့ခန္ဓာကိုယ်နားမှာရက်တန့်သွားပါတော့တယ်။သူကအဲ့ဒီနေရာမှာတုံ့လှုပ်စွာရက်နေပြီးတော့ဘာလုပ်ရမှန်းမသိတော့ပါဘူး။ဖြည်းဖြည်းချင်းပျောက်ကွယ်သွားတဲ့သူ့ရဲ့ဝိညာဉ်ကိုပဲကြည့်နေရပါတော့တယ်။နောက်တစ်ချိန်သတိပြန်ဝင်လာတဲ့အခါမှာတော့သူကနှစ်ပေါင်းများစွာကလေးကတေဆုံးသွားပြီဖြစ်တဲ့တထေးလူရှင်နဲ့စောတူတူတူပြုတ်လုထားတဲ့ရုပ်ထုတွေမှာမျက်နာမဲ့တရေအဖြစ်ဝင်ရောက်နေရကြောင်းသိလိုက်ရပါတယ်။လွန်ခဲ့တဲ့နှစ်များစွာကတထေးညီကိုနှစ်ယောက်အသက်ရှင်စင်မှာသူတို့ကဗဟုပညာမှာကျွမ်းကျင်ပါတယ်။သူတို့က တယောက်ကိုတယောက်ပုံတူများပြုလုပ်ပေးကြပါတယ်ဒါပေမဲ့ခန္ဓာကိုယ်ကသာပြုလုပ်နိုင်ခဲ့ပြီးမျက်နှာအသေးစိတ်ကိုမပြုလုပ်နိုင်ခင်မှာပဲသူတို့နှစ်ဦးစလုံးတခိုးတွေရဲ့အသက်ချင်းကိုခံရပြီးတည်ဆုံးခဲ့ရပါတယ်အဲ့ဒီအချိန်မှာသူတို့ရဲ့ဝိညာဉ်ကမျက်နှာမဲ့ရုပ်ထုများသောကိုပြုလုပ်ခဲ့ကြပါတယ်တတိနှစ်ယောက်ရဲ့အစီကံများကလည်း၎င်းတို့ရဲ့သခင်များတည်ဆုံးတာကိုသိတဲ့အခါမှာတော့တခြားနေရာများမှာအလုံးလုံးရန်ထွက်ခွာသွားကြပါတော့တယ်နောက်ဆုံးမှာတော့ဒီအိမ်ကြီးကဆုံးပြစ်ထားတဲ့အိမ်ကြီးတစ်လုံးဖြစ်လာပါတော့တယ် သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုစိုးရိမ်နေတဲ့လူရှိန်နဲ့ဆော့တိုတိုရဲ့ဝိညာဉ်ကမျက်နာမဲ့ရုပ်ထုများအတွင်ကိုဝင်ရောက်ပြီးတော့ပစ္စည်းများလာခိုးတဲ့တခိုးများကိုခြောက်လှန့်ကြပါတယ်။ဒီကန်ဆိုးတဲ့တခိုးကဲတို့ပင်တထင်းအိမ်ကနေထွက်လာပြီးခြေလမ်းနဲ့ငယ်သွင်းတည်ဆုံသွားခဲ့ကြသောကြောင့်လူရှိန်နဲ့ဆော့တိုတိုရဲ့အစီကံဖြစ်ပြောင်းလဲခံရပြီးမျက်နာမဲ့ရုပ်ထုများမှာဝင်ရောက်ပြီးနေနေရပါတယ်။ဒါကြောင့်ဒီအိမ်အိုကြီးကိုဝင်ခိုးတဲ့တခိုးတိုင်းကလူရှိန်နဲ့ဆော့တိုတိုရဲ့အစီကံဖြစ်ကိုပြောင်းလဲခံခဲ့ရတာပါ။ တင်ရောတင်ရဲ့အိမ်ပတ်ဝန်းကျင်မှာဒီလိုတရေရုပ်ထုများစုဆောင်ထားတဲ့ဆွန့်ပစ်ထားတဲ့အိမ်ကြီးများရှိနေသလားဟုတ်ကဲ့ကျွန်တော်တို့ရဲ့စီရင်တဲ့စာနေမှုကိုဒီမှာပဲညံ့နာခွင့်ပြုပါခင်ဗျာကျွန်တော်တို့စီရင်တဲ့စာတာကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်သွားပြီးအသစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီးပါလို့မြစ်တဲ့ရခိုင်ကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်